ညတကောင်ရံဝန်းကျင်ចောင်းတကားကြီးရဲ့ရှေ့မှာចောင်းသားနဲ့မိပါရိစိတ်လှုပ်ရှားမှုအပြည့်နဲ့စောင့်နေကြတဲ့ဂျွန်6ရက်နေ့မနက်7:00နာရီတည်းမှာမြန်မာတနိုင်ငံလုံးရဲ့ဒေသလိုက်10တန်းအောင်စင်းတွေထုတ်ပြန်ခဲ့ပါတယ်။ပောင်ကျွက်ရာဂိုင်းနှုန်းမနစ်ကထက်မြင့်တက်လာပြီးမဲ့10တန်းအောင်စင်းဟာမြန်မာចောင်းသားတွေကိုရင်ခုန်နေသေးပဲလား။အာထကတဲ့တကုံကဂုံဒူးလေးပါသာရှင်မောင်တန့်တီဟာထွန်းကတော့မှန်းထားတဲ့၅ပါသာတွေကဂုံဒူးလေးခုပါလို့ခြေနဲ့တယ်လို့ဆိုပါတယ်။ ပြောပါတယ်ဟိုထင်ထင်ဟိုမှတ်ရတော့ငါလုံးမဟုတ်လीအခုဒါပေမဲ့လေးလုံးလောက်ရယ်ဘာပြောကျင်းနေပါဟုတ်အမ်နိုင်ငံကလည်းနည်းနည်းပါးပါးသိရတာဒီတက္ကသိုလ်ဝန်ထမ်းဖြေဆိုတာနှစ်ကြိမ်ရှိပြီဖြစ်တဲ့မတ်နူးညံတိမ်မွေလှိုင်းကတော့ဒီကြိမ်မှလည်းလွဲချော်ခဲ့ရလို့ဝမ်းနေမိပေမဲ့ပထမဆုံးအချိန်မဟုတ်လို့မငုံမိတော့ဘူးလို့ဆိုပါတယ်စိုးစားမှုလိုအပ်တယ်လို့မေးခွန်းနားမလဲတာတွေကြောင့်စာမေးပွဲကြခဲ့တာပါလို့ပြောပါတယ် ရှင်ထဲမှာဝမ်းတော့နေရပါဒါပေမဲ့ပထမဦးဆုံးအချိန်မဟုတ်တဲ့အတွက်ငိုတော့ငိုမိဘူးပေါ့သူစားမှုကလိုလိုအပ်တာပေါ့လိုအပ်တာလည်းပါပါလိမ့်မယ်ဒါပေမဲ့အတက်နိုင်ဆုံးတော့ကြိုးစားရဖြစ်ရပါတော့နော်မိခိုးနေရဲ့သဘောတရားကိုနားမလည်ရလည်းပါပါလိမ့်မယ်တက္ကသိုလ်ဝန်ထမ်းအောင်စင်းတွေကိုတိုင်းနယ်ပြည်နယ်လားမြို့နယ်ပညာရေးမှုယုံတွေစာစစ်ဌာနအကြောင်းတွေမှာကြပြိုင်နဲ့ထုတ်ပြန်ခဲ့ပြီးမြန်မာနိုင်ငံစာစစ်ဦးစီးဌာန website mo.myanmar.net မှာဝင်ရောက်ကြည့်ရှုနိုင်မယ်ဆိုပေမဲ့ ဇွန်9ရက်နေ့ညကလေးကစိုက်ဘာတိုက်ခိုက်ခံရလို့လိပ်စာပြောင်းရွှေ့ခဲ့ရပါတယ်။တိုင်းနယ်ပြည်နယ်အောင်စင်းတွေကိုအင်းစိန်၊ရန်ကင်း၊လမ်းမတော်၊တင်ငန်းကျွန်းမြို့နယ်တွေက အမှတ်၁အထက်တန်းကျောင်းတွေနဲ့အတူအထက်က၃ကမာရွတ်နဲ့အထက်ကနှစ်ဒဂုံတို့မှထုတ်ပြန်ထားမှာပါ။အရင်ခေတ်ကတော့စေတနာတက်တက်နဲ့တင် जा ပေးခဲ့တဲ့ကျောင်းကြီးကဆရာဆရာမတွေပဲရှိခဲ့ပြီးကျူရှင်ဆိုတာမရှိခဲ့ဘူးဆိုသူကျောင်းသားမိဘမတ်ဆန္ဒညွန့်ကတော့အခုခေတ်ကျောင်းတွေမှာချစ်ချစ်ရောက်ရောက်တင်မပေးနိုင်တော့ကျူရှင်ကမတက်နိုင်တဲ့သူတွေအတွက် ဆယ်တန်းမျောလင်းချက်ကဝေးနေစေဖြစ်တယ်လို့ပြောပါတယ်။ကျမတို့ဆယ်တန်းအချိန်လုံးကတော့ကျောင်းဆရာဆရာမတွေရဲ့တင်ရန်နဲ့ဟာပဲပေါ့နော်။ဒီပြင်းလူရှင်မလို့ဆယ်တန်းကိုဖြေခဲ့ရလူဖြေခဲ့ရဒီခုကိဒီမှာကျောင်းသွားတော့လေကလေးတွေကစာမသင်ဘူးလို့ပြောတယ်။ဆရာမတွေကမမှန်မဝင်ဘူးပေါ့။သွားတော့လေအချိန်ကုန်တာပဲရှိတယ်ဆိုတော့ကဲအဲ့တော့မထူးတော့ဘူး။ကိုယ်အိမ်မှာကိုယ်ပဲလုပ်တော့ဆိုအဲ့လိုမျိုး။ချစ်စေချင်တာကတော့ကျောင်းဆိုလေကျောင်းတူမှန်နဲ့တူပေါ့နော်။တတိယရောင်လေးသင်ပေးစေချင်တာပေါ့။ ထိရောက်မှုမရှိဘူးတင်ကြားမှုကထိရောက်မှုရှိတော့ပြင်မှာလိုက်တင်ရတယ်ပြင်မှာလိုက်တင်တဲ့ခါကျတော့ဟိုထားနိုင်တဲ့မိဘကတော့ကလေးအတွက်ကလည်းလည်းဖြစ်နေတယ်ထားနိုင်တဲ့မိဘတွေတော်တော်လေးနှောင်းနေကြကဝေးဝါးမှာ